မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November လ22ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ KNB နဲ့မြောက်ရီမြို့တောင်ဘက်ထိုင်းမြန်မာနယ်စပ်ကမေလပန်ကြီးပါတဲ့ကိုစစ်ကြောင်းထိုးလာဖို့အတွက်စ조사နေတယ်စစ်ခွေးတပ်နဲ့ KNL တပ်မဟာ6တော်လိုင်းပူပေါင်းတပ်တို့ကြားမှာဒီကနေ့ November 22ရက်နေ့မန္တလေးကတိုက်ပွဲတွေဆက်ဖြစ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကနိုဗ ెంబ ာလ22ရက်နေ့ကစပြီးတော့မြောက်ရီမြို့နယ်မြောက်ရီဝေါ်လီလမ်းမပေါ်မှာရှိတဲ့အင်ဂျင်ဆိုင်ကြီးရွာကနေမေးလပံကြီးရွာဘက်ကိုစစ်ကြောပြန်ထိုးလာတဲ့ဖိတ်ခွေးတပ်နဲ့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL တပ်မဟာ6ဦးဆောင်တဲ့တွန်လိုင်းပူးပေါင်းတပ်ဖွဲ့တို့ကြားမေလပံရွာထဲမှာတိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ပြောပါတယ်ဒီကနေ့မနက်၈နာရီကျော်အချိန်ကစတင်ပြီးတော့နှစ်ဖက်တိုက်ပွဲတွေဆက်ဖြစ်နေပြီးတိုက်ပွဲနဲ့ရတာအတွင်းမှာဆေးခွေးတက်ရဲ့လက်နက်ကြီးပြစ်ခတ်မှုကြောင့်မေလပံကြီးရွာကတိရုပ်ကြားဖြန့်စိုက်သေးကိုလက်နက်ကြီးတွေကြက်ရောက်ပောက်ခွဲခဲ့ရာ သုံးထိခိုက်ဒဏ်ရာရှိသွားတယ်လို့ဘေးရင်သတင်းရေးမြစ်ကပြောပါတယ်တရုတ်ဆိုင်ထဲကိုလက်နက်ကြီးကြီးနှလုံးကြတယ်မနေ့ကပဲမင်းလက်ပံကိုစစ်တပ်ဝင်လို့ရသွားတယ်ညနေပိုင်းမှာပြန်ဆုတ်သွားတာလို့အဲ့ဒီသတင်းရေးမြစ်ကပြောပါတယ်မင်းလက်ပံရွာတိုက်ပွဲအတွင်းမှာစစ်ခွေးတပ်ဘက်ကအထိနာနေတယ်လို့လည်းဘေးရင်သတင်းရေးမြစ်ကပြောပါတယ်မြောက်ရီဝေါ်လီလမ်းမကြီးတစ်လျှောက်ကိုပြန်လဲထိမ့်ချုံနိုင်ဖို့အတွက်စစ်ခွေးတက်ကအင်ဂျင်ညာရွာကနေတစ်ဆင့်စစ်ကြောင်းထိုးလာတယ်လို့ထီးမဲ့ဝါခင်းနဲ့ရသေးကူရွာဘက်ကနေလဲစစ်ကြောင်းထိုးနေတယ်လို့သိရပါတယ် ရောက်ရီမြို့တောင်ပချမ်းခားမြမနယ်စပ်နားမှာရှိတဲ့မဲလပန်ကြီးရွာဟာဒီမိုကရေစီအကျိုးပြုကိရစ်တက်မှာတော့ DKB တပ်ဖွဲ့ထိန်းချုပ်တဲ့ရွာတွေရွာဖြစ်ပြီးတော့အဲ့ဒီရွာထဲမှာတရုတ်ကြားဖြန့်လုပ်ငန်းတွေအများအပြားရှိတယ်လို့သိရပါဗယ်မဲလပန်တိုက်ပွဲကြောင့်ဒေသခံရွာသူရွာသားတွေဟာဘေးလွတ်ရာနေရာတွေစီကိုထွက်ပြေးတိမ်းရှောင်နေရပြီးတော့ဆောင်းတွင်းကာလရောက်ရှိလာပြီးဖြစ်တဲ့အတွက်စစ်ပေးရှောင်ပြည်သူများအတွက်အနွေးတွေနဲ့စားနပ်ရိက္ခာအကူအညီများလိုအပ်နေတယ်လို့စစ်ပေးရှောင်ရေးကိုကူညီပေးနေတဲ့သူတွေကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့စစ်ခွေးတပ်ကပို့ကုန်ရငွေ American Dollar 53သန်းနီးပါးကိုစစ်ခွေးလောက်ခံဗန်များကိုပြန်လည်ပေးသွင်းခြင်းမရှိဘူးဆိုပြီးတော့ပို့ကုန်တင်ပို့သူလုပ်ငန်းရှင်၈ဦးကိုဖမ်းဆီးလိုက်ပြီးတော့တချို့ဟာထွက်ပြေးလွတ်မြောက်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရန်ကုန်အခြေစိုက် Mahanadi International Company Limited ကဒါရိုက်တာများဖြစ်ကြတဲ့ဥယျာဉ်မင်းလွင်ဒေါ်ကွန်တီဒေါ်ဖြူဖြူစင်ဒေါ်မြင့်မြင့်လှိုင်နဲ့ဒေါ်ခင်စန်းတီတို့ဟာ2022ခုနှစ်ကနေ2024ခုနှစ်အတွင်းပြည်ပကို American Dollar က်နှစ်တန်းကျော်တန်ဖိုးရှိတဲ့မက်ပဲများတင်ပို့ပေးခဲ့ပြီးတော့စစ်ခွေးလောက်ခံဗန်းများတဲ့ကိုပို့ကုန်ရငွေအမေရိကန်ဒေါ်လာတန်40ကျော်ပြန်လည်ပင်သွင်းရန်ကြံရှိနေတယ်လို့သိရပါဗါတယ်အလားတူပဲ ဦးဟင်နရီခေမောင်နဲ့ဒေါ့ဖ်စီဗျူဇင်တို့နှစ်ဦးရဲ့အမည်နဲ့တီထောင်ထားတယ်။ AK Shipping and Trading Company Limited အနေနဲ့လည်း2022ခုနှစ်ကနေ2024ခုနှစ်အတွင်းပြည်ပကို American Dollar 5ဒေါ်သမ5သန်းကျော်တန်ဖိုးရှိတဲ့မတ်ဘဲများကိုတင်ပို့ခဲ့ပြီးတော့ American Dollar 2သန်းကျော်ဟာစစ်ခွေးတပ်ထံကိုပြန်လည်ပေးသွင်းခဲ့ခြင်းမရှိဘူးလို့ပြောပါတယ်။ထမှန်စစ်ဆေးတွေ့ရှိချက်များအရဦးဟင်နရီခေမောင်ဟာ တားဖြစ်သူဦးရမင်းလွင်နဲ့ခင်မရင်နေတဲ့ဦးဘိုးဘိုးတက်ရဲ့တောသားကြီးကံတွေလီမီတက်အမိခံပြီးတော့2024ခုနှစ်အတွင်းမှာပြည်ပကို American Dollar 10တန်းတော်တန်ဖိုးရှိတယ်။မပဲနဲ့ပဲစင်းကုန်များကိုတင်ပို့ပေးခဲ့ပြီးတော့ပို့ကုန်ရငွေ American Dollar 6.3တန်းကျော်ဟာစစ်ခွေးတက်ထံကိုပြန်လဲပေးသွင်းရန်ကြံရှိနေတယ်လို့သိရပါဗါး။အလားတူပဲဦးရမင်းလွင်ဟာ Ocean Lion King Company Limited နာမည်ကိုအသုံးပြုပြီးတော့ဘယ်မျိုးစုံကိုတင်ဖို့ရောင်းချလျက်ရှိတယ်လို့သတင်းရတဲ့အတွက်ထပ်မံစီးဆင်းခဲ့ရာ2022ခုနှစ်ကနေ2024ခုနှစ်အတွင်းပြည်ပကို American Dollar ပြည်တော်မှာ6တန်းကျော်တန်ဖိုးရှိတဲ့မပင်းများကိုတင်ပို့ခဲ့ပြီးတော့နိုင်ငံတော်ကိုပို့ကုန်ရငွေများပြန်လည်ပေးသွင်းရန်ကြံရှိနေတယ်လို့ပြောပါတယ်။ဒါအပြင်ဥယျာဉ်မင်းလွင်ကနိုင်ငံတော်ကိုပို့ကုန်ရငွေများပြန်လည်ပေးသွင်းခြင်းမရှိတဲ့အတွက်ကြောင့်၎င်းရဲ့ကုမ္ပဏီများပို့ကုန်သွင်းကုန် license ပိတ်သိမ်းခံရမှုအပေါ် မချိနဲ့တဲ့အတွက်ဘယ်မျိုးစုံရောင်းဝယ်တဲ့လုပ်ငန်းလုပ်ကိုင်ရအတွက်ကုန်တယ်များပွဲစားများတောင်သူများချိတ်ဆက်ဆောင်ရွက်လျက်ရှိတဲ့ Online Plus မြန်မာ Association နာမည်ရှိတဲ့ Viber Group မှာလည်းမြန်မာနိုင်ငံဘယ်မျိုးစုံပြောင်းတဲ့နှမ်းကုန်တယ်ကြီးများအတင်းကတောင်းရှိသူများကိုယုံရင်ကြမ်းတမ်းစွာဆဲဆိုခြင်းအသက်အန္တရာယ်ချင်းချောက်တဲ့စားသားများကိုရေးသားဖော်ပြခြင်းများဆောင်ရွက်ခဲ့တယ်လို့စစ်တပ်ကပြောပါတယ် ပြည်ပကိုပို့ကုန်များတင်ပို့ပေးခဲ့ပြီးတော့ပို့ကုန်ရငွေပြန်လည်ဝင်ရောက်ခြင်းမရှိခဲ့တဲ့ကုမ္ပဏီများကတာဝန်ရှိသူများဖြစ်တဲ့ဥယျာဉ်မင်းလွင်ထွက်ပြေးတိန်ဆောင်ဒေါ်ကွန်တီထွက်ပြေးတိန်ဆောင်ဒေါ်ဖြူဖြူစင်ထွက်ပြေးတိန်ဆောင်ဒေါ်မြင့်မြင့်လိုင်ဖမ်းမီဒေါ်ခင်စန်းတီဖမ်းမီဦးဟင်နရီခင်မောင်ဖမ်းမီဦးဘိုဘိုတက်ဖမ်းမီနဲ့ဦးထေးကိုထွက်ပြေးတိန်ဆောင်လို့ရှေ့ဦးနဲ့အတင်းကတာဝန်ရှိသူများကိုရုံရင်းကြမ်းတမ်းစွာဆဲဆိုခြင်းအတန်အနေချင်းချောက်ချင်းများကိုဆောင်ရွက်ခဲ့တဲ့ဦးယဲမင်းလွင်ဖွဲ့ပြေးတိန်ဆောင်တို့အပေါ် ၎င်းတို့ကျူးလွန်ခဲ့တဲ့ပြစ်မှုများအလိုက်ဖိရောက်စွာအေးအေးယူသွားမှာဖြစ်ကြောင်းစစ်ခွေးတပ်ကထုတ်ပြန်ထားပါတယ်။ရဲမင်းလွင်ဆိုတဲ့ကောင်ကအေးနေဝင်းတို့ကြော်နေဝင်းတို့နဲ့ရင်းနေတယ်။မကြခဏလဲစုံပြစ်နေတဲ့သူဖြစ်ပါတယ်။ရဲမင်းလွင်ကသူ့ရဲ့ Facebook ကနေရေဦးဒေါ်လာရေးကိုအများအားဝေဖန်နေတဲ့သူလည်းဖြစ်ပါတယ်။သူ့ကိုဒေါ်လာ9တန်းလိမ်သွားလို့ဆိုပြီးတော့ဇော်ဇော်လေးခေါ်ဇော်မင်းတန်ကိုသူ့စီကိုခေါ်လာပေးဖို့တာဂေတာကအောက်တန်းစားလူမိုက်ဝင်းထုတ်ဝင်းနေကြီးမြန်နံကကြီးမြန်နံ90ကအောက်တန်းစားလူမိုက်တွေဖြစ်တဲ့ကြော်ကြော်ကို သိန်းကိုရာထောင်ချီပေးပြီးတော့ခေါ်ခိုင်းထားတယ်ဟိုလူမိုက်တွေကလည်းအဲ့ဒီပတ်စံတွေကိုဘုံသွားပြီးတော့သူခေါ်ခိုင်းနိုင်သူကိုလည်းခေါ်လာမပေးလို့ live ပဲလွှင့်ပြီးဆဲ post တွေတင်ပြီးဆဲနေတာအခုသူကဘန်ကောက်မှာထွက်ပြေးတင်းဆောင်နေပြီလို့အဲ့ဒီဖြစ်စဉ်ကိုသိရှိထားတဲ့စီးပွားရေးအတိုင်းဝိုင်းကနီးစပ်သူတို့ကရှင်းပြထားပါရယ်အချက်ဖက်စစ်ခွေးတက်ကပို့ကုန်ရငွေနိုင်ငံခြားငွေမပေးသွင်းတဲ့ပို့ကုန်သွင်းကုန် company 169ခုနဲ့ ကော်မတီဒါရိုက်တာအဖွဲ့ဝင်များကိုအမိပြက်စရင်တင်သွင်းကြောင်းအခုနှစ်ဇွန်လအတွင်းမှာကြေညာခဲ့ပါတယ်။ NLD အစိုးရလက်ထက်က2016ခုနှစ်ကနေ2020ခုနှစ်အတွင်းပို့ကုန်များတင်ပို့ခဲ့ကြတယ်ပို့ကုန်တွင်းကုန်ကုမ္ပဏီများကိုအကြမ်းဖက်စစ်ကောင်စီက၎င်းလက်အောက်ခံဘဏ်များအတွင်းကိုနိုင်ငံသားငွေများပြန်လည်ထည့်သွင်းရန်ဖိအားပေးခဲ့တယ်လို့သိရပါတယ်ဒါပေမဲ့ကုမ္ပဏီများကပို့ကုန်ရငွေနိုင်ငံသားငွေများကိုထည့်သွင်းခြင်းမရှိတဲ့အတွက်ကုမ္ပဏီများအား ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတွေလက်မှတ်ပိတ်သိမ်းခြင်းကိုဆောင်ရွက်ခဲ့တယ်လို့သိရပါဗျ2016ကနေ2020ပြည့်နှစ်အတွင်းပို့ကုန်များတင်ပို့ပေးပြီးတော့ပို့ကုန်ရငွေများပြန်လည်ဝင်ရောက်ရန်ကြံနေတဲ့ပူရဲပါကုမ္ပဏီ198ခုဟာနိုင်ငံသားသုံးွေစီမံခန့်ခွဲမှုဥပဒေစီးနှင်းအမိန့်ကြေညာစာတို့ပါသတ်မှတ်ချက်များအားလိုက်နာခြင်းမရှိတဲ့အတွက်ကုမ္ပဏီနဲ့ကုမ္ပဏီရဲ့ရေဒါဖွဲ့ဝင်များကိုအမည်မဲ့စရင်ထည့်သွင်းမှဖြစ်တယ်လို့စစ်ခွေးလက်အောက်ခံဗဟိုဘဏ်ကကြေညာခဲ့ကြောင်းတရေရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ခိုင်းနိုင်ငံဘန်ကောက်မြို့ကအချင်းထောင်ထဲမှာပေါပေါရောက်ရောက်ရှိတဲ့ကြားဖြန့်တရုတ်ထောင်သားတွေဟာအမျိုးသမီးတွေကိုခေါင်းထဲကိုခေါ်သွင်းပြီးတော့လိန်ပြော်ပါတာတွေရှိခဲ့ကြောင်းခိုင်းအစိုးရကအတည်ပြုခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တရားရင်ဝန်ကြီးယူတာပေါင်နော်ဝရက်ကအချင်းဦးစီးဌာနစီကဖြစ်စဉ်အချင်းချုပ်အစီရင်ခံစာတောင်းကိုလက်ခံရရှိထားကြောင်းဝန်ခံခဲ့ပါတယ်။ဘန်ကောက်ရဲ့ယမန်အချုပ်ထောင်မှာတရုတ်ထောင်သားတွေဟာပြင်ပကနေခေါ်သွင်းလာတဲ့အမျိုးသမီးတွေနဲ့အတူ လေကားတစ်ခုအောက်မှာဖွင့်ထားတဲ့အခန်းတစ်ခုထဲမှာလိန်ပျော်ပါလိရှိတယ်လို့ဝင်းကြီးကပြောဆိုလိုက်ပါတယ်။သူ့ရဲ့ဥပဒေရေးရာဝန်ထမ်းဘဝတခြားလုံးဒီလိုအချင်းပြတ်ယိုယွင်းမှုမျိုးကြုံတော့မကြုံဘူးခဲ့တယ်လို့လုံးဝလက်ခံနိုင်စရာမရှိကြောင်းလဲယူတာပေါင်ကဝေဖန်ခဲ့ပါတယ်။ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့အနုစိတ်စုံစမ်းစစ်ဆေးမှုတွေလှုပ်ဆောင်နေပြီးလူတို့စီပွင့်လင်းမြင်သာမှုရှိရှိနဲ့ထုတ်ပြန်မယ်လို့လဲရူတာပေါင်ကဂရိပေးခဲ့ပါတယ်။အချင်းတော်ရဲ့အရင်ထောင်မှုတွေပါဒီကိစ္စနဲ့ပတ်သက်လို့စုံစမ်းစစ်ဆေးခံရမှာဖြစ်ပြီးတော့နိုဗ ెంబ ာလ22ရက်နေ့ကနေစပြီး ဘန်ကောက်ရမန်အချုပ်ထောင်မှာအချင်းဦးစီးအရာရှိတွေနဲ့အထက်လက်ရှာဖွေစမ်းစစ်ရင်းကော်မတီတရက်ကိုပူးပေါင်းပြီးတော့စစ်ဆေးမှုတွေစတင်မယ်လို့ဝင်းကြီးကဆက်လက်ပြောပြထားပါတယ်။အခုလိုအချုပ်တော်ပုံမျိုးလူသိရှင်ကြားဖြစ်လာတဲ့နောက်ခေါမိုးမာနော့ထွန်ထွန်အပါအဝင်ခေါဝနန်း၁၄ဦးကိုလည်းထုတ်ပယ်ခဲ့ပြီးဖြစ်ပါတယ်။ပြီးခဲ့တဲ့သတင်းပတ်ကအချင်းဦးစီးဌာနဝန်ထမ်းတွေကခေါငိုရှောက်တကင်စီးနှင်းစစ်ဆေးခဲ့တဲ့နောက်အခုကိစ္စကိုဖော်ထုတ်သိရှိခဲ့တာပဲဖြစ်ပါတယ်။ခေါင်းထဲမှာတော့ microwave မီးဖိုတွေအလွယ်တကူတဲယူရွှေပြောင်းနိုင်တဲ့ ဘိန်းဓာတ်လေးပိဆက်တွေမီးချစ်တွေ electronic ပစ္စည်းတွေအပါအဝင်အကျဉ်းသားတွေကိုအသုံးပြုခဲ့ပေးမထားတဲ့ပစ္စည်းတွေကိုပါချမ်းသာကျွဲဝါတယ်။ကြားဖြန့်တရုတ်အကျဉ်းသားတွေရဲ့အကျဉ်းကန်းထဲမှာမျက်နှာချက်တွေကြားမှာသိမ်းဆည်းရမိခဲ့တယ်လို့သိရပါဗျ။စီကံဖောက်ဖျက်မှုမှာပတ်သက်ဆန့်ရွယ်ခဲ့တယ်။တရုတ်အကျဉ်းသားတွေအားလုံးကိုလည်းထောင်ရဲ့တခြားဆုံးနေရာတစ်ခုစီကိုရွှေ့ပြောင်းထားလိုက်ပြီလို့ဆိုပါဗျ။ စစ်စည်းရေးအဖွဲ့ဟာတခြားအကျဉ်းသားတွေကိုလည်းမေးမြန်းကြည့်တဲ့အခါမှာသူတို့တွေဟာပြုတ်ကြောက်ဖြန့်အကျဉ်းသားတွေလိုမျိုးအစားအသောက်ကောင်းကောင်းမွန်မွန်ကျွေးမွေးခြင်းမခံရကြောင်းကိုလည်းတိုင်ကြားခဲ့ကြပါတယ်။အာနာပိုင်တွေဟာထောင်ရဲ့ဇုံအမှတ်၈အပြင်လက်တော်တရုတ်အကျဉ်းသားတွေအတော်လေးကိုကြီးစိုးထားတဲ့ထောင်တွင်းအလုပ်ရုံတစ်ခုကိုပါဝင်းရောက်ရှာဖွေခဲ့တယ်လို့သိရပါတယ်။အဲ့ဒီစုံစမ်းစစ်ဆေးမှုတွေရဲ့တွေ့ရှိချက်အသေးစိတ်ကိုတော့မကြာခင်မှာမီဒီယာတွေစီကိုထုတ်ပြန်သွားမယ်လို့ဝင်းကြီးရူတာပေါင်ကပြောကြားသွားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ NLD အစိုးရနဲ့ဒေါန်ဆန်းစုကြည်ကိုအပုတ်ချခဲ့သူစစ်အာဏာသိမ်းမှုကိုအားပေးခဲ့တဲ့ဝင်းကြီးဟောင်းစိုးသိန်းရဲ့သားအေဂျင့်ဟာလိုင်လာယာမြို့နယ်အရှေ့ပိုင်းကြံ့ဖို့အမတ်လောင်းအဖြစ်နဲ့ရွေးကောက်ပွဲဝင်ပြန်ခဲ့တော့လေမဲမဆွေရဲဘင်းနဲ့အောက်ခြေပါတီဝင်များနဲ့လည်းအစမကြီးဖြစ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် တဲ့မီဒီယာကောင်စီမှာအတွင်းအမှုယာလူထမ်းဆောင်နေတဲ့ဂျားရဲကနေချက်ဖို့ပါတီရဲ့နိုင်တရာမြို့နယ်အရှိပိုင်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်နဲ့ချက်ဖို့ပါတီကိုစားပြုပြီးတော့အေဂျင့်ကဝင်ရောက်ရှင်းပြန်မှာဖြစ်တယ်လို့သိရပါတယ်။ဒါပေမဲ့လုံခြုံရေးစိုးရင်ချက်ကြောင့်အေဂျင့်ဟာပေါပေါတင်းတင်းမဲမဆွဲရဲပဲမဲဆွဲစီယုံရေးလှူရှားမှုအများစုမှာခိုးကြောင်ခိုးဝတ်နဲ့အောက်တန်းစားဆန်ဆန်လိုက်ပါနေရတယ်လို့သိရပါတယ်။ဒါအပြင်နိုင်တရာမြို့နယ်အရှိပိုင်းကအောက်ခြေချက်ဖို့ပါတီဝင်များနဲ့လည်းအဆင်မပြေဘူးလို့ပြောပါတယ်။ အေဂျန့်ဆိုတဲ့အောက်တန်းစားကအောက်ခြေပါတီဝင်များနဲ့လည်းဗဟဇာတမဖြစ်ဘဲနဲ့ခွဲခြားဆက်ဆံမှုများရှိနေတယ်လို့သိရပါတယ်။သူကဝင်ကြီးဟောင်းဦးစိုးသိန်းရဲ့သားဆိုပြီးတော့ဘ ਹੁ ကသူ့ကိုပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်နဲ့ခြားပေးထားတာတကယ်ကလိုင်းတရားအရှိပိုင်းမှာဝင်ပြိုင်မဲ့ပြည်သူ့လွတ်တော်အမတ်လောင်းကရှိပြီးသား သူ့ကိုဘ ਹੁ ကချပြီးတော့အောက်ခြေကလည်းငင်းလို့မရဘူးပေါ့သူကသူ့ရဲ့မဲဆွဲဆိုင်းပုတ်တင်တာတွေနောက်ပြီးတော့မဲဆွဲလှုပ်ရှားမှုတွေမှာဓာတ်ပုံမရိုက်ခိုင်းဘူးတင်ထားတာတွေအကုန်လုံးကိုလည်းဖြတ်ခိုင်းတယ်သူ့ရဲ့လုံခြုံရေးဆိုပြီးတော့အဲ့ဒါတွေကိုလှုပ်ခိုင်းတာသူကစကားပြောတော့လေအထက်ဆေးကဖြစ်တော့အောက်ခြေပါတီဝင်တွေကသူ့ကိုအောက်တန်းစားခြင်းအတူတူတောင်မှ ခွဲခွဲချင်းသဘောမချကြဘူးလို့ကြံခိုင်ရေးသတင်းရင်းတွေကပြောပြထားပါဗျ။အေဂျင့်ဆိုတဲ့မအေဘေးဟာလိုင်းသာရမြို့နယ်အရှိပိုင်းအတွင်းမဲဆွယ်စီယိုရင်လှူရှားမှုများမှာလိုက်ပါခြင်းမပြုဘဲနော်ဝရီအင်ယာတို့လို့ FMI အင်ယာတို့လို့တဖေးတွေပေါ်တဲ့နေရာမျိုးမှာသာမဲဆွယ်တယ်လို့သိရပါဗျ။မဲဆွယ်ဆိုင်ဘုတ်ဖွင့်ပွဲများမှာလည်း၎င်းရဲ့လုံခြုံရေးအဖွဲ့နဲ့သာလာရောက်တယ်လို့ပြောပါတယ်။ အေဂျန်ရဲ့အဖေဖြစ်တဲ့ဆိုသိန်းဟာ2012ခုနှစ်အစိုးပိုင်းကနေ2016ခုနှစ်အထိသိန်းစိန်အစိုးရလက်ထက်ကတမရယုံဝင်ကြီးအဖြစ်နဲ့တာဝန်ယူခဲ့ပြီးတော့စစ်ခွေးအာနာသိန်းနဲ့အမျိုးသားရေးလှုပ်ရှားမှုများနဲ့လှုပ်ဆောင်မှုများကိုနောက်ွယ်ကနေပံ့ပိုးကူညီပါဝင်ခဲ့သူဖြစ်တယ်လို့သိရပါတယ်။2022ခုနှစ်စစ်အာနာသိန်းရဲ့အချိန်မှာဆိုသိန်းဆိုတဲ့အောက်တန်းစားကစစ်အာနာသိန်းမှုကိုလွန်စွာကောင်းမွန်တဲ့လှုပ်ရအဖြစ်နဲ့ကျွန်တော်တို့မြန်မာနိုင်ငံဟာ2022ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့မှာလွတ်လပ်ရေးရတာဖြစ်ပါတယ်လို့ရေးသားဖော်ပြခဲ့မှုပါတယ်။ဒါအပြင် ်ကြမ်းမစစ်ခွေးတကဗိုလ်ချုပ်ဟောင်းတဦးဖြစ်တဲ့ဝင်းကြီးဟောင်းစိုးသိမ်းရဲ့တားဖြစ်သူအေဂျင့်တို့ကပြည်သူ15ဦးထက်မနည်းကိုကမာရွံ့မြို့နယ်ဗဟန်းမြို့နယ်နဲ့ဗဘဲတန်းမြို့နယ်တို့မှာပုံမှန်905ကာကြီးပုံမှန်66ကာကြီးလို့နဲ့အမှုဖွင့်တဲ့အပြင်တီအမကျောင်းနယ်မှာငွေကျပ်3000ချီပြီးတော့ရော်ကြီးတောင်းခဲ့တယ်လို့သိရပါတယ်။အောက်တန်းစားတားအဖတွေဖြစ်တဲ့ဗိုလ်ချုပ်ဟောင်းစိုးသိမ်းတဲ့သူ့ရဲ့တားအေဂျင့်တို့ဟာ Facebook လူမှုကွန်ရက်မှာစစ်အာဏာသိမ်းမှုကိုထောက်ခံတဲ့မိသားစုအဖြစ်နဲ့ ဝေဖန်တဲ့ပြည်သူမှန်ကန်များကိုလည်းမြို့နယ်ရဲတပ်ဖွဲ့ဝင်များမှအမှုဖွင့်ခြင်းမြို့နယ်တရားရုံးများမှတရားစွဲခြင်းနဲ့ခရိုင်တရားရုံးများမှတိန်ထောင်ချီပြီးတော့ရော်ကြီးတောင်းမှုများကိုလှုပ်ဆောင်နေခြင်းဖြစ်တယ်လို့သိရပါတယ်။အောက်တန်းစားစိုးသိန်းတို့တားဖရဲ့တရားစွဲခံရတဲ့သူများမှတာမန်ပြည်သူတွေကစတင်ပြီးတော့လုပ်ငန်းရှင်တွေအထိပါဝင်နေတယ်လို့သိရပါတယ်။စစ်ခွေးအတိုင်းဝိုင်းတွေဖြစ်တဲ့အပြင်တားဖြစ်သူအေဂျင့်ဟာမင်းအွန်လိုင်းကဖွဲ့စည်းပေးထားတဲ့မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီရဲ့အထွေထွေအပြင်းရမှုအဖြစ်လဲတာဝန်ယူထားတယ်လို့သိရပါတယ်။ ဗိုလ်ချုပ်ကြီးဟောင်စိုးသိန်းဟာတမရသိန်းစိအစိုးရလက်ထက်မှာတမရယုံဝင်ကြီးအဖြစ်နဲ့တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီးတော့အေဂျင့်ကတော့လုပ်ငန်းရှင်လေးဖြစ်ကစစ်ခွေးကောင်းဆောင်မင်းအွန်လိုင်းဖွဲ့စည်းပေးထားတဲ့သတင်းမီဒီယာကောင်စီမှအတွေ့အကြုံရာထူးနဲ့စစ်ခွေးတွေအတွက်အဓိကဝါဒဖြန့်ပေးနေသူလည်းဖြစ်တယ်လို့သိရပါဗျ။ ဗိုလ်ချုပ်ဟောင်းစိုးတင်ရဲ့သားအောက်တန်းစားအေဂျင့်ဟာသတင်းမီဒီယာကောင်စီရဲ့အတွင်းရမှုအဖြစ်နိုင်ငံတကာသတင်းမီဒီယာညီလာခံများကိုတက်ရောက်က NLD ကမဲခိုးမဲလိမ်ပြီးတော့စစ်ခွေးတွေကအာဏာထိမ်းထားရကြောင်းလူမှုကွန်ရက်ကနေတစဉ်သတင်းတူသတင်းမှားများကိုမီဒီယာကနေပြီးတော့ဖြန့်ဝေနေကြောင်းစသဖြင့်စစ်ကောင်စီကိုကာကွယ်တဲ့ဝါဒဖြန့်ဝေမှုများကိုအကြီးအကျယ်လှုံ့ဆော်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အကြပ်စစ်ခွေးခေါင်းဆောင်မင်းအောင်လှိုင်ရဲ့တတ်တုတ်ရိုက်အမင်းနဲ့မဟုတ်ပင်မှာစိုက်ပျိုးရေးနဲ့မွေးငြူရေးဆိုင်ရာတက်ကတူတိဆောက်ပြီးစီးသွားပြီဖြစ်ပြီးတော့မကြမီမှာမင်းအောင်လှိုင်ကိုယ်တိုင်လာရောက်ပြီးတော့ဖွင့်လှစ်တော်မှာဖြစ်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အေယဝတီတာမဟုတ်ပင်မြို့မှာ နိုဝင်ဘာလလာဇန်းပိုင်းကစတင်ပြီးတော့မင်းအွန်လိုင်းလာရောက်ရန်ရှိနေတဲ့အတွက်မြို့ကိုတန်ရှင်းအလုပ်ချင်း platform များကိုစိတ်တုပ်ချင်းဖြိုဖျက်လက်ဆနဲ့ဆော့လုပ်လက်ဆအဆောက်အဦများကိုအစိမ်းအောင်တာလပတ်အကာရံများနဲ့ကာရံထားခြင်းဌာနဆိုင်ရာရုံးများကိုပြုပြင်ခြင်းများလှုပ်ဆောင်နေတယ်လို့သိရပါတယ်စစ်ခွေးကောင်းဆောင်မင်းအွန်လိုင်းကမုံပင်စိုက်ပျိုးရေးနဲ့မွေးမြူရေးဆိုင်ရာတက်ကတော့ဖွင့်မွေးနဲ့ကျောင်းဆောင်များတိစောက်ပြီးစီတာကိုလာရောက်ပြီးတော့စစ်ဆေးရန်ရှိတယ်လို့သိရပါတယ် နိုင်ငံတကာမှာရောကိုယ့်ရဲ့နိုင်ငံမှာရောဘာမှကိုစောက်တော့မကြအတော့မဝင်နဲ့စိုက်တွေးနဲ့မွေးမြူရေးတက်ကတော့မအူပင်ကចောင်းဆောင်နေလေစောက်လို့ပြီးနေပါပြီမအူကြီးလည်းပြီးသွားပြီအဲ့ဒါမေလိုးကိုတိုင်လာပြီးတော့ဖွင့်မယ်လို့ပြောတယ်သူ့ရဲ့အမိတ်နဲ့စောက်ခိုင်းတာဆိုတော့သူ့ကိုတိုင်လာဖွင့်မယ်လို့ညိုနယ်ထွေးဦးဘက်ကပြောပါတယ်ဘယ်နေ့လာမလဲတော့မသိသေးဘူးလာတာတော့လာမယ်တဲ့လာမယ်2026 2029ပညာသင်နှစ်ကစပြီးတော့အခုလိုမျိုးဘာစောက်တော့မှမကြတဲ့တက်ကတော့တွေမှာចောင်းသားတွေကိုစတင်လက်ခံမယ်လို့မအူပင်မျိုးကမျိုးမီမျိုးဖတအုပ်ကပြန်လည်ပြောပြထားပါတယ် မဟုတ်ပင်မှာစိုက်ပျိုးရေးနဲ့မွေးမြူရေးဆိုင်ရာတက္ကသိုလ်ဖွင့်လှစ်လိုက်မှုကြောင့်နေပြည်တော်ရေးစဲမှာရှိတဲ့စိုက်ပျိုးရေးတက္ကသိုလ်မွေးမြူရေးဆိုင်ရာစစ်တက္ကသိုလ်တို့ကိုမဟုတ်ပင်ကိုပြောင်းရွှေ့ပွဲရာရှိတယ်လို့သိရပါဗျ။မင်းအောင်လိုင်းကရေးစဲမှာရှိတဲ့စိုက်ပျိုးရေးနဲ့မွေးမြူရေးစစ်တက္ကသိုလ်နေရာများကိုစစ်ခွေးတင်တန်းကျောင်းနေရာများဖြစ်နေပြောင်းလဲရန်ရှိနေတယ်လို့သိရပါဗျ။နေပြည်တော်မှာစစ်ခွေးတင်တန်းကြောင်းများဖွင့်လှစ်နိုင်ရန်ဇေယသီရိမြို့နယ်အတွင်းမှာရှိတဲ့ကျေးရွာများကိုစစ်ခွေးတွေကဖျက်သိမ်းခိုင်းခဲ့တယ်လို့သိရပါဗျ။ရန်ကုန်မန္တလေးလမ်းဟောင်းဘေးမှာရှိတဲ့ဇေယသီရိမြို့နယ် 小吃有啊，开平南国的铁锅鸡、圆饼、阿罗、龙舟鱼、肠嗲啊，西门街呢，飘得香香的楼梯啊，哇哩，飘得香香的鸡圆饼嘛，然后门这里南巷的小马戏嘞，早餐有啊，安烧有啊，点点有啊，西沙饼有啊，毛豆有啊，椰子有啊，鱼饺有啊，月饼糕有啊，开平的开平南国的铁鸡圆饼，一锅面八蚊钱，大家喜欢来吃喵。 ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ KNB နဲ့ဘောလကဲမြို့နယ်မှာစစ်ကြောင်းထိုးလာတဲ့စစ်ခွေးတပ်ဘက်ကတပ်သားတအုပ်ဟာအလင်းဝင်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အခု November လတတိယဘက်ကဖရူဇိုနဲ့ဘောလကဲမြို့နယ်ကြားရှေ့တန်းတနီယာမှာ KNB တပ်မတော်စီကိုလက်နက်နဲ့တကွအလင်းဝင်လာတယ်လို့ဆိုပါတယ်။သူကခမရ93တက်ကပါစစ်တပ်ထဲမှာ၃နှစ်လောက်ရှိပြီလို့ပြောတယ်။၁၄တက်ကနေနန်းဘဲဘက်ကနေထိုးစင်းလာတဲ့စစ်ကြောင်းကနေထွက်ပြေးလာတာလို့အဲဒီတာဝန်ရှိသူကရှင်းပြထားပါဗျ။ စစ်ခွေးတက်ကဖရူဇိုဘောလက်ခဲလမ်းမကြီးကိုထိန်းချုပ်ဖို့လွန်ခဲ့တဲ့2လလောက်ကတည်းကကြိုးပမ်းနေတာဖြစ်ပြီးတော့ထိခိုက်တိုက်ဆုံးမှုများနေပြီးတော့လမ်းပိုင်းကိုလည်းမထိန်းချုပ်နိုင်သေးဘူးလို့ပြောပါရယ်စစ်ခွေးတက်က14တက်ပတ်ဝန်းကျင်မှာပဲရှိနေသေးတယ်လို့ပြောရမယ်လို့ကရင်နီတက်မှာတော့တိုင်းရင်းကားကတောင်းရှိသူကရှင်းပြထားပါတယ်ဖရူဇိုမျိုးနယ်မှာစစ်ခွေးတက်ရဲ့အမှတ်14တန်းရဲ့စီရင်လေ့ကျင့်ရေးကြောင်းအမှတ်93ချင်းရတရင်ခမရ93တဲ့နဲ့ခမရ48တရင်နေရှိပါတယ်ဘောလက်ခဲမှာလဲစစ်ခွေးတွေအခြေချအစ်ပြူဟာအပြင် အမှန်၄နှစ်ကိုချင်းမြန်တိုင်ရင်ခမရ၄နှစ်ကိုခမရ430နဲ့ခလိုက်ရ330တိုင်ရင်တွေအပြင်အရှိပိုင်းတိုင်းစစ်တမ်းအကျုပ်ရောက်ပါကလက်အောက်ခံတိုင်ရင်တွေရောက်နေတယ်လို့သိရပါဗျ။ KNB နဲ့ဖရူဆိုထားလဲနန်ဖဲဘောလခဲလမ်းမကြီးမှာတိုက်ပွဲတွေဖြစ်နေလို့အဲ့ဒီလမ်းမိုင်းတွေကိုအသုံးမပြုကြဘို့ KNB အမျိုးသားများကာကွယ်တပ် KNDF ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းမဆက်အာနာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ